let's go to you guys ယူဂန်နာနိုင်ငံမှာအင်္ဂါနေ့ညကယင်မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပြီးအနည်းဆုံးလူ46ယောက်သေဆုံးခဲ့ပါတယ်။ဒီမတော်တဆမှုဟာမြို့တော်ကမ်ပလာနဲ့မြောက်ပိုင်းမြို့ဂူလူးချာကအစီကားဆုံးဝေးပြေးလမ်းမကြီးတစ်ခုပေါ်မှာသကောင်းကျော်ချိန်မှာဖြစ်ပွားခဲ့တာပါ။ရဲတပ်ဖွဲ့ကပြောကြားတာကတော့လမ်းကြောင်းမြန်မောင်းနေလာတဲ့ဘတ်စကားနှစ်စီးဟာသူတို့ရှိကယင်တွေကိုတစ်ချိန်တည်းမှာကျော်တက်ဖို့ကြိုးစားခဲ့ကြတယ်လို့ဆိုပါတယ်။ ဘက်စကားမောင်းသူတယောက်ကမျက်နှာချင်းဆိုင်တိုက်မိတာကိုရှောင်ဖို့ကြိုးစားခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူး။ကားကိုဆွဲချိုးလိုက်တဲ့အချိန်မှာတခြားယာဉ်တစ်စီးကိုဘေးတိုက်ပုတ်တက်မိသွားပါလေ။ကိုနေကားတစ်စီးနဲ့ SUV ကားတစ်စီးပါတိမ့်မှုတ်သွားခဲ့တာကြောင့်တည်ဆုံးသူရေအတွက်တလောက်များသွားတာပါ။ဇေယုံကိုပို့တဲ့လူတွေတဲကတော်တော်များများဟာလည်းသတိလင့်နေပြီးပြင်းထန်ဒဏ်ရာတွေလည်းရနိုင်ခြင်းရှိပါတယ်။ရဲတပ်ဖွဲ့ကပြောတာကတော့ဖြစ်စဉ်ကိုစစ်ဆေးနေပါလေ။ပြီးတော့ဒဏ်ရာရသူတွေရဲ့အခြေအနေနဲ့ပတ်သက်ပြီးစေယုံတွေစီကတရင်ကိုလည်းစောင့်ဆိုင်းနေပါတယ်။ ဒါပေမဲ့ရဲတပ်ဖွဲ့ကအရေးပေါ်သတိပေးချက်တခု ထုတ်ပြန်ခဲ့ပါတယ်။အထူးသဖြင့်ဝေးပြေးလမ်းမတွေပေါ်မှာပေါ့ဆစွာကြော်တက်တာတွေကိုယူဆိုင်ဖို့လိုအပ်တယ်လို့ပြောပါတယ်။ယူကန်နာမှာရေမတော်ဆမှုတွေဖြစ်ရတဲ့အဓိကအကြောင်းရင်းတွေကတခုဟာအဲ့ဒါပဲလို့သူတို့ကဆိုပါတယ်ခင်ဗျာ။